ိုင်းနိုင်ငံမှာအကျင်းပနေတဲ့အစည်းအဝေးကိုတက်ရောက်တဲ့အကြံဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာသက်မတ်ရက်ထက်စောပြီးညာရင်းချင်းနေပြည်တော်သို့ပြန်ပြေးလာရတဲ့ဆိုတဲ့တဲ့နဲ့နောက်ဆုံးရရှိတဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကဘင်စတက်အစည်းအဝေးတက်ရောက်ခဲ့တဲ့အကြံဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာအစည်းအဝေးပြီးတည်နဲ့သက်မတ်ရက်ထက်စောပြီးညာရင်းချင်းနေပြည်တော်သို့ပြန်လည်ထွက်ခွာခဲ့တယ်လို့နေပြည်တော်စီးရေးသတင်းမြစ်ကဆိုပါတယ် အကြမ်းဖက်စစ်ခေါင်းဆောင်ကယမန်နေ့ည9နာရီမှာဘန်ကောက်ကနေထွက်ခွာလာပြီးည10နာရီအချိန် နေပြည်တော်သို့ပြန်ရောက်လာပါတယ်။ AB 3ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့သို့စစ်တပ်အထူးလေယာဉ်နဲ့ထွက်ခွာခဲ့ပြီး၄ရက်နေ့မှာဘင်စတက်အစည်းအဝေးတက်ရောက်ခဲ့တဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လင်ဟာယမန်နေ့ကညရင်းချင်းပဲထိုင်းနိုင်ငံဘန်ကောက်မြို့ကနေနေပြည်တော်သို့ပြန်လည်ထွက်ခွာခဲ့ပါတယ်။မူလပြန်ရန်သတ်မှတ်ထားတဲ့ရဟာ AB 9ရက်နေ့မနက်ပိုင်းမှာဘန်ကောက်ကနေနေပြည်တော်သို့ပြန်လည်ထွက်ခွာရန်သတ်မှတ်ထားခြင်းဖြစ်ပြီး AB 4ရက်နေ့မှာညရင်းချင်းနေပြည်တော်သို့ပြန်လည်ထွက်ခွာလာခြင်းဖြစ်ပါတယ်။မင်းအောင်လင်ရဲ့ထိုင်းနိုင်ငံအသွားအပြန် ်ခီးစဉ်တက်မှတ်အချိန်စီရဟာ AP 3ရက်နေ့ကနေစစ်တပ်အထုလေရင်နဲ့နေပြည်တော်ကနေဘန်ကောက်တို့စစ်ခေါင်းဆောင်နဲ့နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ရောက်ခဲ့ပြီးနေပြည်တော်တို့ပြန်လည်ဆိုက်ကတ်ခြင်း AP 4ရက်နေ့နေပြည်တော်မှာဘန်ကောက်တို့တွေ့ရောက်ပြီးညာအိတ်ရန်နာက AP 5ရက်နေ့မနက်ပိုင်းမှသာစစ်ခေါင်းဆောင်နဲ့အပွဲဟာဘန်ကောက်ကနေနေပြည်တော်တို့ပြန်လာဖို့အတွက် သက်မှတ်စီစဉ်ထားတယ်လို့ဆိုပါတယ်။မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခီးစဉ်အတွက်စစ်တပ်အထူးလေးရင် Focus 17လေးရင်အမှတ်002ကိုဒုတိယဗိုလ်မှူးကြီးမင်းမင်းစိုးကလေးရင်မှုအဖြစ်၎င်းဗိုလ်မှူးနေထွန်းဦးကအကူလေးရင်မှုအဖြစ်၎င်းဗိုလ်ကြီးမင်းမင်းထိုက်ကအကူလေးရင်မှုအဖြစ်၎င်းဗိုလ်ကြီးအောင်ကျော်မြင့်ကလေးချောင်းအင်ဂျင်နီယာအဖြစ်၎င်းဗိုလ်ကြီးဒေါ်ချိုတတ်ထားကလေးချောင်းလမ်းညွန်အရာရှိအဖြစ်၎င်းပို့ဆောင်ခဲ့တာဖြစ်ပါတယ်။အကြံပေးစစ်ကောင်းဆောင်မင်းအောင်လှိုင်ကထိုင်းနိုင်ငံမှာရောက်ရှိနေစဉ် ထိုင်းကျောင်းသားများနဲ့ထိုင်းပြည်သူများရဲ့ဆန္ဒပြမှုများကြုံတွေ့ကြရတဲ့အပြင်အာဂျင်တီးနားတရားရုံးကလည်းမင်းအွန်လိုင်းကိုဖမ်းဆီးပေးဖို့အတွက်ဖမ်းဝရန်ကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုသို့ပေးပို့ခဲ့ပြီးမင်းအွန်လိုင်းကိုဖမ်းဆီးပေးဖို့မေတ္တာရက်ခံမှုတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ထိုင်းနိုင်ငံရောက်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကိုထိုင်းတက္ကသိုလ်ကျောင်းသားတူကဘင်းစတဲ့အစည်းအဝေးကျင်းပရာ ချန်ဂရီလာဟိုတယ်အထိလာရောက်ပြီးဆန္ဒပြခဲ့ပါတယ်။ AB လေးရက်နေ့ညနေ4:30မိနစ်အချိန်ဘန်ကောက်မြို့ကဘင်စတက်အစည်းအဝေးကျင်းပရာချန်ဂရီလာဟိုတယ်အတွင်းထိထိုင်းတက္ကသိုလ်ကျောင်းသားကလာရောက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီးထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက၎င်းကျောင်းသားကိုဖမ်းဆီးသွားပါတယ်။လူသက်သမားမင်းအောင်လိုင်းကိုထိုင်းနိုင်ငံကမကြိုးဆိုကြောင်းအပြစ်မဲ့ပြည်သူ6000ကျော်ကိုတပ်ဖြတ်ထားတဲ့သွေးစွန်းနေတဲ့မင်းအောင်လိုင်းကိုထိုင်းဝင်ကြီးချုပ်ကကြိုးဆိုမှုမရှက်ဘူးလားလို့မေးခွန်းထုတ်ခဲ့ကြောင်းထိုင်းပြည်သူများဟာလူသက်အာဏာရှင်ကိုလက်မခံကြောင်း ပြောဆိုပြီးဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။နေပြည်တော်မှာငလင်တန်းသင်းနန်စီရီယန်ဝန်ထမ်းတွေအနေနဲ့ရုံမဖြစ်မနေပြန်လည်တက်ကြဖို့နေပြည်တော်ပြင်ပသို့ပြောင်းရွှေ့ထွက်ခွာခြင်းမလုပ်ကြဖို့စစ်ကောင်စီကညွှန်ကြားလာတယ်လို့နေပြည်တော်နန်စီရီယန်ဝန်ထမ်းအပိုင်းဝိုင်းကဆိုပါတယ်။ မလနာဆက်ရှိနေမွန်လပိုင်းကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်ကလင်းကြောင့်နေပြည်တော်မှာရှိတဲ့ဝန်ထမ်းအင်အားများဝန်ကြီးများယုံများပြိုကျပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင်ဝန်ထမ်းအနေနဲ့မိသားစုဝင်များတေဆုံးမှုများရှိကြကြောင်းမလနာဆက်နေရှိနေငလင်လှုပ်ခတ်ခဲ့ပြီး9ရက်အကြာစစ်ကောင်စီကနန်စီဒီယန်ဝန်ထမ်းတွေအနေနဲ့လာမယ့် AB 9ရက်နေ့ကစပြီးယုံမဖြစ်မနေတက်ရောက်ရန်ယုံတို့လာရောက်လက်မှတ်ထိုးကြဖို့အတွက်ညွှန်ကြားထားတယ်လို့ဆိုပါတယ်။ဒိုယာမှာလက်ရှိအချိန်အထိနန်စီဒီယန်ဝန်ထမ်းတွေနဲ့မိသားစုဝင်များဟာငလင်ဘေးကြောင့်နေထိုင်စရာပျောက်ဆုံးနေပြီးလမ်းပေါ်နဲ့ နေရာချထားပေးတဲ့ရွက်ပြင်တဲငင်းများတွင်သာဖြစ်သလိုနေထိုင်နေကြရစေဖြစ်ကြောင်းပြိုကျနေတဲ့ဝန်ထမ်းအင်အားများအောက်ကအလောင်းများကိုလည်းရှင်းလင်းနိုင်ခြင်းမရှိသေးပဲဖြစ်သလိုနေထိုင်နေရတဲ့အပြင်တောက်သုံးရင်နဲ့သုံးရအခက်အခဲဖြစ်ကာချက်ပြုတ်စားတော့ရန်လဲအခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ AB 9ရက်နေ့မှာဝန်ထမ်းတွေရုံကိုတက်ရမယ် တည်င်းပို့ခိုင်းနေရုံတက်လက်မှတ်ထိုးရမယ်နေပြည်တော်ထဲမှာပဲရှိနေတယ်ဆိုပြီးအတီးပြူခိုင်းနေတာလို့ဆိုပါတယ်လက်တော်နေပြည်တော်ကနန်စီရီယန်ဝန်ထမ်းများနေပြည်တော်ကနေမိသားစုလိုက်စွန့်ခွာတယ်ဆိုတဲ့သတင်းတွေကြောင့်ခွင့်ပြုချက်မရဘဲနေပြည်တော်ကစွန့်ခွာမှုများကိုခွင့်မဲ့ပြက်ကွက်သေးလို့သတ်မှတ်ပြီးဝန်ထမ်းစီမင်းစည်းကမ်းနဲ့အညီအရေးယူမှဖြစ်ကြောင်းသက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့လည်းငလျင်တန်းတဲ့ဝန်ထမ်းများအတွက်တက်စွမ်းသမျှအကူအညီပေးမယ်လို့ဆိုပါတယ် နဇက်ရှင်ရင်းကလှုပ်ခဲခဲ့တဲ့ငလင်ကြောင့်နေပြည်တော်ကမြမမီးထားရုံချုပ်ဝန်ထမ်းအင်အားများအနက်က၄တက်တိုက်အမှုထမ်းအင်အား25လုံးအရာထမ်းဝန်ထမ်းအင်အား18လုံးပြည့်စည်ခဲ့ပြီးပြိုကျခြင်းနဲ့အကွဲခြင်းတို့ကြောင့်လူနေထိုင်လို့မရတော့ကြောင်းဒါကြောင့်စစ်ကောင်စီဟာမြမမီးထားဝန်ထမ်းများနဲ့မိသားစုများကိုနေပြည်တော်ပုတ်ပတ်တည်တည်မြို့နယ်ကနေပြည်တော်ဘူတာကြီးအမတ်တပ်ပလက်ဘောင်းနဲ့ ကုံလန်ပိုးဆောင်ရေးဝန်းထဲမှာယာယီနေရချထားတယ်လို့ဆိုပါတယ်။တို့ရမှာလဲစားတော့ရေးအတွက်မိတိအကူညီမြမှာပေးပဲ။တောက်တုံးရေးစားနေရိတ်ခန်းနဲ့အမိုးကများအကူညီလိုအပ်နေပါတယ်။ဘယ်သူမှလာမကြည့်ဘူးရေးတောင်းတပု2000နဲ့ဝယ်တော့ရတာ။ငလင်ကြောင့်ညီမမိအထားဝန်တန်းနဲ့မိသားစု12ဦးတည်တဲ့14ဦးကပြင်းထန်တန်ရန်ရတယ်။ကျွန်တော်တို့ကိုဘယ်သူမှလာမကြည့်ဘူး။တောက်ရေးမရှိလို့တောက်ရေး20လီတာတပုကို2000နဲ့ပေးဝယ်ပြီးတောင်းနေရတာလို့ဆိုပါတယ်။ စစ်ကောင်စီကငလင်တန်းကြောင်ပျက်စီးဆုံးရှုံးနေတဲ့နေရာတွေကိုပြုပြင်နေရမှာနေပြီးတော့စစ်ရုံးချုပ်တမတအိမ်တော်ကာကွယ်ဝင်ကြီးဌာနလန်ဒလာတွေကိုသာဥစားပေးပြုပြင်နေပြီးဝန်ထမ်းအင်အားများကိုတော့ယခုအချိန်ထိပြင်ဆင်ထားခြင်းမရှိသေးဘူးလို့ဆိုပါတယ်။နေပြီးတော့ဟာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပြီးထိခိုက်တိုက်ဆုံးမှုအရေးတွေလည်းများပြားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဂျမစစ်ကောင်စီကငလင်တန်တဲ့ဒေတာများကပြည်သူများထံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုပုတ်ပင်ကက်တတ်နေပြီး အထူးသဖြင့်ဆီယာနာသိမ်းမှုစန့်ကျင်တဲ့ပြည်သူများထံသို့အကူအညီများမရောက်စေဖို့တားဆီးခြင်းတိုက်ခိုက်မှုများလှုံ့ဆော်နေကြောင်းကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာယုံကသတင်းထုတ်ပြန်ကြေညာပါတယ်။အကြမ်းဖက်စစ်တပ်ကတော်လိုင်းတပ်ဖွဲ့များစိုးမိုးနေတဲ့ငလင်တန်းတင်ဒေသကပြည်သူများထံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများမရောက်ရှိစေဖို့အတွက်ကန့်သက်ပိတ်ပင်နေကြောင်းဒါအပြင်28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ပြည်တဲ့နောက်စစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုအပါအဝင်တိုက်ခိုက်မှုပေါင်း53ခုကိုလှုပ်ခဲ့ကြောင်း ၎င်းနောက်စစ်တပ်ရဲ့တိုက်ခိုက်မှုပေါင်း16ခုဟာ AB 2ရက်နေ့စစ်ကောင်စီကအပြည့်အခက်ရဲဆဲတယ်လို့ကြေညာပြီးတဲ့နောက်လှုံ့ဆော်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါရယ်။ AB လ၄ရက်နေ့ကလည်းစစ်တပ်ဟာထပ်မံ၍တိုက်ခိုက်မှုပေါင်း10ခုကိုဆောင်ရွက်ခဲ့ကြောင်းစစ်တပ်ထိန်းချုပ်ထားခြင်းမရှိတဲ့နေရာများမှာ ဒုတိယဆန္ဒထောက်ထားမှုအခုညများမရရှိလို့ကက်ဆိုးကြီးဖြစ်နေကြောင်းကုလသမဂ္ဂလူအခွင့်အရေးရုံးကနေပြောရဆိုခွင့်ရှိသူကသတင်းတောက်တွေကိုပြောကြားထားခြင်းဖြစ်ပါတယ်။28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ပြင်းအားခွန်တမတ်ခွန်အဆင့်ရှိတဲ့ငလင်ဟာမြန်မာပြည်သူ28တန်းနေထိုင်ရာဒေသများသို့လှုပ်ခတ်ခဲ့ပြီးအဆောက်အအုံများပြိုလဲခြင်းလူမှုအပိုင်းအဝန်းများကိုပြိုကျပျက်စီးစေခြင်းအများစုသော ပြည်သူများအစာအစာရေနှင့်ခိုးလွန်ရာကင်းမဲ့လာခြင်းငလင်ကြောင့်သေဆုံးသူ3000ကျော်အထိရှိလာတယ်လို့ဆိုပါတယ်။ အကူအညီကန့်သတ်ချက်များတဲ့2021ခုနှစ်နဲ့ဆီယာနာသိမ်းမှုကိုမထောက်ခံတဲ့ပြည်သူများထံသို့မရောက်ရှိစေဖို့အတွက်စစ်တပ်ဟာမဟာဗျူဟာအစိပ်ပိုင်းတစ်ခုအဖြစ်တားဆီးထားတယ်လို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံအကြီးအကဲကပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ငလင်းဘေးတန်တဲ့ဇကိုင်းမှာအကူအညီများအထူးလိုအပ်နေပြီးလိုအပ်နေသူတွေကိုကူညီဖို့အချိန်နှဲပါလာနေကြောင်းကုလသမဂ္ဂလူအခွင့်အရေးယုံကပြောဆိုလာခြင်းဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဟာထိတ်လန့်တုံလို့စင်ရကောင်းပြီးချက်ချင်းရက်တက်ဖို့လိုအပ်ပါတယ်လူသားချင်းစာနာထောက်ထားမှုဆင်ရအကူအညီနဲ့ပြန်လည်ထူထောင်ရေးကိုအရေးပေါ်အာရုံစိုက်ဖို့လိုအပ်တယ်လို့ဆိုပါတယ်ရန်ကုန်တိုင်းတိုင်ချင်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်7ကာကွယ်ပစ္စည်းထုတ်လို့ရေးစက်ယုံကပ္ပစာ7ကိုတာဝေးပြစ်မဲဆိုင်ဒုံတုံလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း USO တပ်ဖွဲ့ကထုတ်ပြန်ပါတယ်အေဘီလီရဲ့ည9:50မိနစ်အချိန်ရန်ကုန်တိုင်းတိုက်ကြီးမှုနယ်မှာရှိတဲ့ကပ္ပစာ7ကိုမြို့ပြအထူးစစ်စင်ရေးအဖြစ် တာဝေးပြည်မစ်ဆိုင်းတုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြအောင်အစောပိုင်းတိုက်ခိုက်မှုဟာစစ်ကောင်စီအတွက်လိုအပ်တဲ့လက်နက်ခဲယမ်းတွေနဲ့အစိပ်ပိုင်းတွေကိုကာပါစ71ကတဆင့်ထောက်ပို့နေခြင်းကြောင့်ဖြစ်ကြောင်းသိရပါဗျာ။ ထိခိုက်ပျက်စီးမှုနဲ့တေဆုံးမှုတော့မသိရသေးဘူးလို့ USO တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။၎င်းစစ်စင်ရေးမှာ Shadow တပ်ဖွဲ့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီရဲ့စီးပွားရေးပိုင်ဆိုင်မှုများအပြင်ပတ်သက်ဆက်နွယ်သူများပတ်သက်ဆက်နွယ်မှုများကိုစစ်ရေးပြင်းမဲ့အဖြစ်မဟာမိတ်များနဲ့အတူပူးပေါင်းပြီးစစ်ရေးပေါ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။တိုက်ကြီးမြို့မှာယမန်နေ့ည9:50မိနစ်အချိန်မှာပောက်ကွဲမှု၃ချိန်ဖြစ်ပွားခဲ့ကြောင်းရန်ကုန်မြို့ရဲ့ကင်းတောက်ဖွဲ့များကလည်းထုတ်ပြန်ထားပါဗျာ။ ကရင်ပြည်နယ်လွိုင်းကော်မြို့နယ်မိုးပြဲမြို့အကြားကပီကင်းကော်ခူးကြီးရွာကိုစစ်တပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးချောင်းလည်းနဲ့ကြီးတွေနဲ့တိုက်ခိုက်ခဲ့ရကပြည်သူ၅ဦးသေဆုံးခဲ့တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။ AP လီရဲ့နေ့မနေ့၁၇နှစ်အချိန်လောက်ကလွိုင်းကော်မြို့နယ်ပီကင်းကော်ခူးကြီးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမိုးပြဲမြို့အခြေဆိုင်ခမရ420နှစ်တက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရမှာပီကင်းကော်ခူးကြီးရွာအတွင်းကပြည်သူအမျိုးသားတအူးထိမှန်ခဲ့ကြောင်းအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ420နှစ်တက်ရင်အတွင်းကမိုးပြဲမြို့အတွင်းနဲ့အနီးဝန်းကျင်ကကြီးရွာတွေကို တနေကုန်နီးပါးလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေပါတယ်။မနေ့ပိုင်းတစ်ပိုင်းလုံးနီးပါးပီကင်းကော့ကုကြီးပါနဲ့အနီးတစ်ဝိုက်ကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပြစ်တယ်။ဘယ်နှလုံးလဲဆိုတာကိုတော့အထူးကြောင့်မသိဘူး။နေအိမ်တွေတော်တော်များများပျက်စီးသွားတယ်။ ဘယ်လောက်ပျက်စီးလဲဆိုတာကိုတော့တိတိကျကျမသိရသေးဘူးလို့ KND ရဲ့ဗဟိုကထုတ်ပြန်ပါတယ်။ AB နှစ်ရက်နေ့ကထုတ်ပြန်ခဲ့တော်လေ KND နဲ့အတွင်းသို့ AB နှစ်ရက်နေ့ကစာပြီးယနေ့အချိန်အထိလေကြောင်းနဲ့တိုက်ခိုက်မှုတွေဆက်တိုက်ပြီးလုပ်နေပါတယ်။စစ်တဟာအယတားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုများကိုအရှက်တရားကင်းမဲ့စွာနဲ့ပြုလုပ်နေကစစ်ကောင်စီအနေနဲ့၎င်းတို့ရဲ့ထုတ်ပြန်ထားတဲ့အပြည့်အခက်ရဲစေးကြီးညာချက်တိုင်းဟာလိုက်နာဆောင်ဝါချင်းမရှိကြောင်းကို KND ကဆိုပါတယ်မြန်မာနိုင်ငံငလင်းဘေးတင်ခဲ့တဲ့မလ28ရက်နေ့ကစပြီးယနေ့အချိန်အထိ KND ပြည်နယ်အတွင်းမှာစစ်ကောင်စီကလေကြောင်း တိုက်ခိုက်မှု၃ချိန်တိုင်လှုပ်ဆောင်ခဲ့ပြီးလက်နက်ကြီးပစ်ခတ်မှုများလည်းနေ့စဉ်နှီးပါလှုပ်ဆောင်နေကြောင်းဒါကြောင့်ပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့စစ်နဲ့သဘာဝဘေးဆိုင်ရာအန္တရာယ်များဟာအချိန်မရွေးကြောက်နိုင်တဲ့အတွက်လုံခြုံရေးသတိရှိကြဖို့အတွက်တိုက်တွန်းလို့ဆိုထားပါတယ်